ချင်းတိုင်းသားမြန်မာ MMA fighter ဂျိုရှူအာဗန်နဲ့ Brazil fighter Alexandra Pantoja တို့ဟာ UFC Flyweight Dan Champion စိန်ခေါ်ပွဲကိုဒီဇင်ဘာလ9ရက်မနက်10:00နာရီဝန်းကျင်လောက်မှာထိုးသက်သွားမှာဖြစ်ပါတယ်။ဂျိုရှူအာဗန်ဟာ UFC 323ပြိုင်ပွဲမှာ Flyweight Dan Champion ကပတ်စိန်ခေါ်ပွဲဖြစ်လက်ရှိ Champion Brazil fighter Pantoja နဲ့ဒုခေါင်တွဲဆိုင်အဖြစ် ရှင်ပြိုင်ထိုးသက်မှာဖြစ်ပါတယ်။ UFC 323ပြိုင်ပွဲကိုဒီဇင်ဘာလ9ရက်အမေရိကန်နိုင်ငံနီဗာနာပြည်နယ်လက်ဗီကမ်မှာရှိတဲ့ T-Mobile Arena မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Joshua Alvin ဟာပြီးခဲ့တဲ့ဇွန်လအတွင်းက UFC Flyweight တန်းရဲ့အဆင့်1သတ်မှတ်ခံထားရတဲ့ Brandon Rivera နဲ့ရှင်ပိုင်ထိုးတက်ခဲ့ရမှာအမှတ်နဲ့နိုင်ရခဲ့တာကြောင့်လက်ရှိချန်ပီယံဖြစ်သူ Alexander Pantoja ကို Champion ခပ်ပတ်စိန်ခေါ်ပွဲထိုးတက်ခွင့်ရရှိတာဖြစ်ပါတယ်။ ဂျိုရှုအာဗန်ဟာ professional MMA ကစားသမားဘဝ19ပွဲထိုးသက်ထားရာ15ပွဲနိုင်2ပွဲရှုံးနေထားပြီး UFC မှာတော့6ပွဲထိုးသက်ထားရာ10ပွဲနိုင်2ပွဲသာရှုံးနေထားပါတယ်။